ဘောရဲ့ပရိုဖက်ဆာကောင်းတဲ့နေရာတော့ EOD ဘဏ်ရဲ့ MPU credit card နဲ့ဖြတ်သွားတယ်။ EOD ဘဏ်ရဲ့ MPU credit card နဲ့ဆိုလို့ကျွန်တော်တို့တော်တော်လေးထားနိုင်တယ်။စီးပွားရေးလုပ်ငန်းများလောက်ကံရတွင်ဥပဒေကိုလေးစားလိုက်နာပြီးတရားမျှတသည့်ရှင်ပြိုင်မှုရှိရန်လိုဟုစီးပွားရေးနှင့်ကုသရေးဝန်ကြီးဌာနကုန်သွယ်ရေးဦးစီးဌာနရှင်ပြိုင်မှုမူဝါဒဌာနကွဲကညွှန်ကြားမှုဦးမင်းအောင်အေးကပြောပါရတယ်။ကရင်ပြည်နယ်မြောက်ရီမြို့ငွေစကြဟိုတယ်မှာပြုလုပ်တဲ့ စက်တင်ဘာလ23ရက်နေ့ကကျင်းပပြုလုပ်တဲ့ရှင်ပြိုင်မှုမူဝါဒဥပဒေအကျိုးကျေးဇူးများနဲ့စိန်ခေါ်မှုများဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင်၎င်းကဆွေးနွေးရမှာထက်တွင်ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ဦးမင်းအောင်အေးကနိုင်ငံတကာနိုင်ငံချမ်းသာကြွယ်ဝဖို့အတွက်စီးပွားရေးလုပ်ကံအခွင့်အရေးတွေကိုလွတ်လပ်စွာလုပ်ကံခွင့်ရရှိဖို့လိုအပ်ပြီးနိုင်ငံဆင်းရဲတာဟာစီးပွားရေးကိုလွတ်လပ်စွာလုပ်ကံခွင့်မရရှိခဲ့လို့ပဲဖြစ်ကလွတ်လပ်စွာလုပ်ကံခွင့်ရရှိပြီးတောင်းနဲ့တူဥပဒေနဲ့အညီရှင်းပြလာကြမယ်ဆိုရင်စီးပွားရေးတိုးတက်လာကြမှာဖြစ်တယ်လို့ပြောကြားခဲ့ပါဗျာ။ တူနဲ့တူကျွန်တော်တို့ဥပဒေရပိုင်းဆိုင်မှာဆိုစီးပွားရေးကုမ္ပဏီတွေတာပဲစားသုံးတွေဒါဒီတော့ချက်သားစားပြီးအစီအစဉ်စားသုံးတာเนาะဒီခွင့်လေးရရှိတာဖြစ်တယ်အဲဥပဒေကိုလေးစားလိုက်နိုင်လို့လူလူအချက်အချက်တွေရှိတဲ့ချက်ကရှင်ပြန်မှုအမှန်ကန်သောရှင်ပြန်ဖြစ်တဲ့ကြောင့်ပုံစံတွေတိုးတက်လာပြီးဒီစီးရေးတွေတိုးတက်လာတယ် တာဝန်ရှိသူပြည်သူနှင့်စီးပွားရေးလုပ်ငန်းရှင်များအားလုံးဥပဒေကိုလေးစားလိုက်နာပြီးတရားမျှတတဲ့ရှင်ပြိုင်မှုဖြင့်ဈေးကွက်စီးပွားရေးစနစ်ကိုလှုပ်ဆောင်လာခြင်းအပြင်စီးပွားရေးလွတ်လပ်ခွင့်ရရှိလာနိုင်သည့်အတွက်အားလုံးပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်းလည်းရင်းကပြောကြားခဲ့ပါသည်။တို့စီးပွားရေးလွတ်လပ်ခွင့်ကောင်းအောင်တို့စီးပွားရေးကိုတိုးတက်အောင်ကုသမှုဖြစ်တဲ့အတားအဆီးဆိုတော့ဟုတ်ကဲ့အတားအဆီးတို့ဖြေလျှော့နေတယ်နော်အစီအစောက်တာအစားเนาะအစီမလို့တဲ့ကျွန်တော်တို့ပစ္စည်းထုတ်ပြန်လာเนาะအဆင်စင်တော့เนาะဟုတ်ကဲ့ တားစီကိုကျွန်တော်လုပ်နေတယ်။အဲဒီလုပ်တဲ့အခါမှာပြန်မမှုတားစီကိုကျွန်တော်တို့ရေးစနာတစ်ခုလုပ်နေတယ်။ဟုတ်ကဲ့။အဲ့တော့ကျွန်တော်တင်ပြခဲ့တယ်ဗျာ။ All intelligence ဘာလို့လဲဆိုတော့ဒီကဲကိုပဲရေးစနာအားလုံးနော်။ကျွန်တော်အဖွဲ့အစည်းအားလုံးကျွန်တော်ပူးပေါင်းပါဝင်လုပ်ရမယ်ကိစ္စပါနော်။တို့အပြင်ဥပဒေကိုလေးစားလိုက်နာပြီးတရားမျှတတဲ့ရှင်ပြိုင်မှုဖြင့်စီးပွားရေးစနစ်ကိုလုံဆောင်လာကြခြင်းအပြင်စီးပွားရေးလွတ်လပ်ခွင့်ရရှိလာနိုင်သည့်အတွက်အားလုံးပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်းလည်း၎င်းကဖြည့်ဆွတ်ပြောကြားခဲ့ပါသည်။ အဲ့ဒီဆွေးနွေးပွဲကိုဌာနဆိုင်ရာတာဝန်ရှိသူများနဲ့မြို့ရီအခြေဆိုင်ကုန်သွယ်လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပါဗျာ။